ဖေဖေမေမေတို့နဲ့တွေ့ပေးမယ်လို့ပြောပြီးရက်အနေငယ်အကြာတွင် ပိုင်သည်နေုံနဲ့သူမအကြောင်းကိုဖွင့်ပြောခဲ့သည်ပိုင်မေမေကို ပြောစရာရှိလို့ဘာလဲသမီးမှာချစ်သူရှိနေပါပြီမေမေတို့နဲ့တွေ့ပေးခြင်းလို့ဆိုရလားသမီးဟုတ်ပါတယ်မေမေအန်တီနဲ့ဖေဖေကိုမပြောရဲသေးလို့မေမေကိုအရင်ပြောပြတာပါကဲပြောပြပါအောင်သမီးရဲ့ချစ်သူကဘယ်ရလဲသူ့နာမည်ကနေုံပါမေမေစေတန်းကိုမနစ်ကအောင်ပါတယ် ဒါပေမဲ့သမီးထက်လေးလာကြည့်ပါတယ်။သူကအရင်တုန်းကမိဘတွေနဲ့တောင်ကြီးမှာနေပါတယ်။သူ့အဖေနဲ့အမေဆုံးသွားတော့ရန်ကုန်ကို ပြောင်းလာပြီးသူ့တငယ်ချင်းတယောက်နဲ့34လမ်းမှာတိုက်ခန်းကိုငှားနေပါတယ်မေမေ။ကိုဝိုင်တီဝိုင်တစ်ခုထူထောင်ထားပြီးတချင်းရေးတချင်းဆိုပါတယ်။အခုသူစီရီထုတ်ဖို့ကြိုးစားနေပါပြီ။အဲ့ဒါမေမေတို့နဲ့တွေ့ပေးခြင်းလို့ပါ။သူကလည်းသမီးကိုတော်တော်ချစ်တယ်။သမီးကလည်းတသက်လုံးသူ့တယောက်တည်းကိုပဲချစ်မယ်။ သူ့ကိုပဲလက်ထက်မယ်လို့ဆုံးဖြတ်ထားပါတယ်မေမေကျေးဇူးပြုပြီးတော့မေမေသမီးတို့နှစ်ယောက်ကိုသဘောတူပေးပါနော်မေမေသဘောတခုလည်းနဲ့မပြီးဘူးသမီးသမီးဖေဖေနဲ့အန်တီတို့သဘောကရှိသေးတယ်သူကဂီတလောကကဆိုတော့သမီးအကိုတွေသူ့ကိုသိမှာပေါ့သူတို့သဘောကိုလည်းမေးကြည့်ရအောင်မယ်မေမေကတော့သမီးလေးကိုစိတ်ချမ်းသာအောင်သဘောတူချင်ပါတယ်သမီးဖေဖေနဲ့အန်တီကိုလည်းမေမေတိုက်သွင်းသလိုပြောပြပါမယ် ကျေးဇူးတင်ပါတယ်မေ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 ကပိုင်ရဲ့ကိစ္စကိုတပတ်လောက်ကြာမှဖေဖေကိုပြောပြသည်ဖေဖေကတော့အစိုးရလိုလိုတချင်းရေးသမားလိုလိုလမ်းတရေကောင်ဆေးသမားကောင်ဆိုပြီးတိတ်သဘောမတူခြင်းပိုင်ရဲ့သဘောထားကိုမေမေကပြောပြ၍ပိုင်ကိုတော့ဘာမှ ပြင်းပြင်းထန်ထန်မစုခဲ့အန်တီနဲ့အကိုရီသဘောတူရင် သူငင်းစရာမရှိဟုမေမေကတဆင့်ပိုင်ကိုပြောသည် မေမေကဖေဖေစီကသဘောထားကိုသိပြီးတာနဲ့အန်တီစီသွားကအကျိုးချောင်းပြောသည်ပိုင်ကသဘောတူတူမတူတူနောက်မဆုတ်တော့ပိုင်ကနေုံကလွှဲရင်ဘသူမှလက်ထက်မှာမဟုတ်တလို့အန်တီနဲ့အကိုတွေသဘောမတူရင်သူမကလည်းဘယ်တော့မှလက်မထက်တော့ပါတယောက်ထဲပဲနေထိုင်တော့မယ်ဆိုတဲ့ပိုင်ရဲ့သဘောထားကိုပါတခါတည်းပြောသည်အန်တီကလည်းချက်ချင်းပင် ကိုသူရနဲ့ကိုတီဟာကိုခေါ်မေးသည် ကိုသူရကလည်းသူတ တိထားသမျှနေုံအကြောင်းတွေအန်တီကိုပြောပြခဲ့သည်ငါထင်သားပဲတမင်ကတူမကို တိုက်တူးတာဒီခေတ်မှာယောက်ျားလေးတွေကမိန်းမတယောက်ကို background ကြည့်ပြီးကြိုက်ကြတာကြီးပဲဆိုတာပိုင်ကိုငါပြောထားတာပဲဟင်အန်တီစကားကို အမှတ်မထားဘူးအန်တီသဘောမတူဘူးသမီးပိုင်သမီးနောက်ဆုတ်လိုက်ပါ तू तू လူကောင်းမှာအန်တီ तू သမီးကိုတကယ်ချစ်တာပါ ပိုင်ကိုအန်တီပြောထားပြီးသားပါအန်တီမှာဒီတူးဒီတော့သူမအန်တီမောင်တမီးဖေဖေကလည်းတမီးလေးတယောက်ထဲမို့လို့ရိတ်လိုကြည်နေတာ သူကိုယ်တိုင်ကလည်းစီးပွားရေးလုပ်ငန်းရှင်တွေကပဲရွေးစေချင်တယ်ငိုမနေနဲ့အန်တီအစကလေးကပြောထားတယ်အန်တီတူတွေတူမတွေအန်တီစိတ်တိုင်းမကြတဲ့လူဆိုရင်သဘောမတူဘူးအန်တီစီစဉ်ပေးတဲ့အိမ်တော်ရုပ်ကိုပဲလက်ခံရမယ်ဆိုတာလေပိုင်တမီးလေး ညီအကိုတွေတောင်ငါစကားနားထောင်ပြီးအန်တီစီစဉ်သမျှလက်ခံတယ်။ညီကြမဘာဖောက်ချင်ရတာလဲ။ပိုင်ဘာမှမတက်နိုင်တော့ပဲငိုနေရင်းကကိုကိုတန်တာမိ၏။ပိုင်ဘာပြောရမှန်းမသိဖြစ်ကမျက်ရည်တွေတွင်တွင်ကြကအန်တီကိုအတနာခံသလိုမိမိကိုအကူညီတောင်းသလိုကြည်သည်။ပိုင်ရင်တွေစောင့်ခုံကခြေပြားလက်ဖျားတွေအေးဆက်ကုန်တော့သည်။ပိုင်ရင်တွေစောက်တရမဲ့ဝုံတိုင်းကျဲအောင်ခုံနေတော့သည်။ ဟုတ်တယ်ညီမလေးပိုင်အချစ်ဆိုတာစိတ်ကူးရင်စရာမဟုတ်ဘူးညီမလေးကဆင်းရဲတယ်ဆိုတာမခံစားဘူးလို့မသိတာတကယ်လက်တွေ့ကြရင်ညီမလေးပိုင်ခံနိုင်ရင်ရှိမှာမဟုတ်ဘူးပိုင်တဲ့နေုံပတ်သက်မှန်ခုမသိရလို့နောက်မို့ဆိုစီရီထုတ်ဖို့မုံမုံကူညီတောင်းတော့ကတခါတည်းညင်းလိုက်ပါတယ်ဒါလဲညီမလေးရဲ့အကြံစီတွေပဲထင်တယ်ယောက်ျားလေးတယောက်အတွက်အဲ့လောက်အနစ်နာမခံနဲ့အခုသွင်းနေတဲ့စီရီကိစ္စတွေကိုကိုမြိုင်ထွန်းကိုအကုန်လွှဲပြီးတော့မယ် အလားလာရှိတဲ့လူတစ်ယောက်ကိုတော့ကိုသူရကြောင့်အနောက်ရှက်မဖြစ်စေချင်ပါဘူး။မုံမုံနဲ့ကိုမြိုင်ထုံးမဲဆက်လုပ်ကြပေါ့။ကိုသူရအနေနဲ့လည်းဆက်မလုပ်သင့်တော့ဘူးလေ။ကျေးဇူးတင်ပါတယ်ကိုသူရ။ပိုင်ကြောင့်နေုံရဲ့အောင်မြင်မှုကိုအနောက်ရှက်မဖြစ်ပါစေနဲ့။အဲ့ဒီစီရီကိစ္စပိုင်နဲ့ဘာမှမပတ်သက်ပါဘူး။မုံမုံဖာသာသူ့ရဲ့တငယ်ချင်းမို့လို့ထုတ်တာပါ။ကိုသူရတို့ကသူ့ကိုဝိုင်းမနေရင်ပြီးတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ပိုင်ကတော့နေုံတယောက်တည်းကိုပဲဒီဘွားမှာချစ်မယ်။ နေုံတယောက်တည်းကိုပဲလက်ထက်မယ်။နေုံကလွှဲရင်ဘသူ့ကိုမှလက်မထက်ဘူး။ပိုင်ကိုခွတ်လွတ်ပါအန်တီ။အန်တီစီစင်နာပိုင်လုံးဝမလိုက်နာလက်မခံနိုင်ပါဘူး။အန်တီတော်တော်ဒေါသဖြစ်လာပြီထင်သည်။ပိုင်ကိုတကားမှမခေါ်ဘူးတဲ့။မိပိုင်ဆိုရာကြီးကပိုင်ရဲ့နားထဲမှာနာကျင်ခါသက်စွာဝင်ရောက်လာ၏။အမလီမိပိုင်ဘာချစ်တာလဲ။တော်ပြီ။ငါ့ကိုလာရှင်းပြမနေနဲ့။ရှေးဆက်တိုးလို့ကတော့ငါနဲ့အတွေ့ပဲ။ ငါကအတ္တဆန်နေပဲပြောပြောကို့တူမတော့အထီမခိုက်ခံဘူးဟိညီးကောင်ဒုက္ခရောက်သွားအောင်လှုပ်လို့ရတဲ့ညီတွေအများကြီးရှိတယ်။အိုးအန်တီရဲ့ကို့ကိုအညှိုးမထားပါနဲ့ကို့ဘဝမှာတမီးရလွဲရင်အားပေးမဲ့သူမရှိလို့ပါဒါပေမဲ့အန်တီအရန်စိတ်ဆိုးနေ၍ပိုင်မရှင်းပြရဲဘူးဒီနေ့ကစပြီးညီဘဲမှမထွက်ရဘူးဘသူနဲ့မှလည်းဖုန်းမပြောရဘူးသူရနဲ့တီဟဟိုကောင်ကိုတွေ့ရင်အပြက်ပြောလိုက်ပိုင်တို့ဘက်ကလုံးဝသဘောမတူဘူးလို့ ဒီလောက်ထိမရက်ဆက်ပါနဲ့အန်တီပိုင်ကိုတနာပါတနာနေလို့မရဘူးပိုင်အန်တီရင်နာရမယ့်အလုပ်မျိုးကိုမလုပ်သွားပါနဲ့သမီးလုပ်သွားရင်အန်တီနဲ့သမီးဖေဖေရင်ကျိုးရလိမ့်မယ်သမီးသူ့ကိုတကယ်ချစ်လို့ရွေးချယ်ခဲ့တာပါသမီးတို့ကိုမခွဲပါနဲ့ခွဲတာမဟုတ်ဘူးငါသမီးကိုချစ်လို့အနစ်မောမခံနိုင်လို့ကဲတင်တာပိုင်ညီအန်တီနေရာမှာဝင်ပြီးခန်းစားကြည့်စေခြင်းနဲ့ ဒါမှအန်တီရင်ထဲမှာတမီးကိုဘလောက်စိတ်ပူနေလဲဆိုတာတမီးသိမယ်ခုလောလောဆယ်တော့အန်တီကြမ်းသိရင်ကြမ်းရမှာပဲအန်တီမေမေတမီးတောင်းပန်ပါတယ်မေမေကိုလှမ်းဖက်ပြီးရှိုက်ကိုလိုက်စင်မှာပိုင်ခေါင်းထဲတွင် မိုက်နဲ့ဖြစ်ကပြိုလဲသွားသည်ဟဲ့ဟဲ့ငါသမီးလေးဘာဖြစ်သွားတာလဲအမလေးလောက်ကြပါဦးဟဲ့ကောင်းမလေးတွေလာကြစမ်းဒီမှာနင်တို့အမမူးလဲသွားပြီမေမေသမီး သမီးလေးဆိုတော့မိမိခေါ်တန်ကိုသာပိုင်ကြရပြီး ပိုင်ပြန်မထူးနိုင်တော့ပဲလောလောဆယ်ရင်ဆိုင်နေရတော့အခြေအနေဇူးကြီးကိုခဏမေးထားရသည်သမီးလေးခေါ်လို့မရတော့ဘူးဆရာဝန်ဖုန်းဆက်ကြပါဦးအမလီငါသမီးလေးဖြစ်မှဖြစ်ရလေမိခင်တို့မြည်သည်ကသားသမီးဆိုရင်တော့အပြစ်တွေ ခွတ်လွတ်စမြဲမှု ခုနကအဖြစ်ပြက်များမိကဒေါသတရားတွေလည်းသမီးပေါ်မထားနိုင်တော့လမ်းမကျကြီးတဲ့ကိုတယောက်တည်းအဖော်မဲစွာရှောက်လန်းရင် လျင်မြန်စွာပြောင်းလဲသွားသောအခြေအနေတချို့နဲ့ပိုင်ကိုသတိရစိတ်တွေဖြစ်ထွန်းနေပြန်သည်တခါတရံရောင်ပြီးနဘေးကိုငုံကြည့်ရင်မြင်နေကြငယ်ထိတ်ဖြားလေးမတွေ့ရပဲကို့ပခုံးဘေးမှာလစ်လက်လို့နေသည်ပိုင်နောက်ဆုံးဖုံးဆက်ပြီးချိန်ကစပြီးခုချိန်ထိမတွေ့ရတာတလနီးပါးရှိနေခဲ့ပြီအရန်တွေ့ကျင်နေကို့ကြောင့်ဗာများပြဿနာတွေရင်ဆိုင်နေရပြီလေကိုမင်းကိုသတိရတယ်တနာတယ်ခုတလောမုံမနဲ့လည်းမတွေ့ဖြစ်ခဲ့ နယုံကိုရှိတက်တဲ့လာရရင် ခေါ်လိုက်သူ ကောင်းမလေးတယောက်ဖြောင်းစင်းရှေလျားသောပဒုံးရောင်ကေတာများကြောင့်သူနင်းဟာဝမ်းသာလိုက်တာ ကျွန်တော်အရန်တွေးကျင်နေတာတိတယ်သူနင်းလည်းနယုံကိုလိုက်ရှာနေတာကိုခိုင်မာနဲ့လည်းမစုံဘူးမုံမကလည်းရုံကုန်မှာမရှိဘူးသူတို့ရဲ့ဖြော်ရည်ဈေးကွက်မြင့်တင်ဖို့နယ်ရီခီးထွက်နေတယ်နယုံအိမ်လာဖို့ကြတော့သူနင်းတယောက်တည်းဖြစ်နေရတဲ့ကျွန်တော်နားလဲပါတယ်အော်လာလေတနည်းအားထိုင်ပြီးစကားပြောကြတာပေါ့ ။သွန်းနှင်းကိုမြင်တော့ပိုင်ကိုအမဲတွေးနေကြမတွေ့ရတာအထူးခြားနေသည်။သွန်းနှင်းဥဆောင်ခေါ်သွားသောအေးဆိုင်မှထိုင်ရင်းချစ်သူလေးကိုကြောင့်စိတ်ညစ်နေရတာတွေ။ပိုင်ပိုင်ခုထိအိပ်ရတဲ့လဲနေတော့မဲနေုံ။စိတ်ကတအားပင်ပန်းသွားတော့ဝိုင်းဖီအားပေးကြတော့စိတ်ကအယမ်းခံစားနေရတာထင်တယ်။အိပ်ရတဲ့ကမထနိုင်ဘူး။ကျွန်တော်သွားတွေ့ခြင်းနဲ့အမလီမသွားပါနဲ့နေယုံကိုသူရနဲ့ကိုတီဟာတို့ကနေယုံကိုလိုက်ရှာနေကြတယ်ကိုမြိုင်ထွန်းစီလိပ်စာတောင်းနေတဲ့ ကိုမြိုင်ထွန်းကဘာမှမသိလို့ဝိလေကြောင်ပဲဖြေထားတယ်။နေုံမကြောက်မှန်းသွန်းနှင်းသိပါတယ်။ဒါပေမဲ့ပိုင်ကဒါကိုတိတ်ဆိုးရင်နဲ့သူက နေုံဒုက္ခရောက်မှအမြဲတွေးပူနေတာ။သွန်းနှင်းသွားရင်တိုးတိုးတိတ်တိတ်အမြဲမှာတယ်။နေုံနဲ့သူ့အကိုတွေထိတ်တိုက်မတွေ့အောင်ကိုရှောင်ခိုင်းဖို့။ပိုင်ချစ်သူလေးကိုကိုချစ်ရတာမင်းဒုက္ခတွေတလေကြီးစိတ်ညစ်စရာတွေတပွေကြီးကိုလက်ခံယူရသလိုဖြစ်နေခဲ့ပြီပဲ။ပိုင်တို့ကတိတ်ချမ်းသာတော့ ူတို့ဘက်ကဘာပဲမှမအမှန်ဖြစ်အောင်လုပ်လို့ရတာကြီးပဲနေုံနားလဲပါတယ်နော်တွန်းနှင်းကလည်းပိုင်နဲ့ပတ်သက်လို့နေုံကိုပိုင်လို့ပဲအချစ်ဆုံးတငယ်ချင်းမိတ်ဆွေရင်းလို့သဘောထားလို့ပါတွန်းနှင်းကိုတော့ပိုင်တို့အိမ်ကတော်တော်စိတ်ချတယ်ငငယ်လေးကပေါင်းလာတဲ့တငယ်ချင်းတွေဆိုတော့တွန်းနှင်းကိုယုံကြည်တယ်ပိုင်ကနေုံကိုသိချင်မှန်းသီးလို့နေုံနဲ့ပိုင်ကိုအပြည့်ဝအကူအညီပေးဖို့တွန်းနှင်းဆုံးဖြတ်ထားတယ်ပိုင်နဲ့နေုံနှစ်ယောက်စလုံးကိုစိတ်ချမ်းသာစေချင်တယ် ကျွန်တော်ကြောင့်သွန်းနှင်းတို့တငယ်ချင်းတစ်ယောက်အမဲတွေ့နေကြအခုသွန်းနှင်းတစ်ယောက်ထဲသွာလာနေရတယ်ကျွန်တော်စိတ်မကောင်းပါဘူးပိုင်ဆိုတဲ့ကိုယ့်ရဲ့ main ကလေးနဲ့ကိုရိုးနှစ်ယောက်အဖြစ်ကဂုံဒနနဲ့ချမ်းသာခြင်းဆိုသောတတိုင်းတွေကြောင့်ဝေးကွာကြရတော့မည်လားပိုင်ဟာကိုဘွားရဲ့နောက်ဆုံးချစ်ခြင်းနဲ့ချစ်ရသူမှု ကိုချစ်သူလေးကို မပိုင်ဆိုင်ခဲ့ရင်တောင်ကိုဘွားမှာနောက်ထပ်ချစ်ရမယ့်သူရှိတော်မည်မဟုတ်ပါဒါဆိုကျွန်တော်တို့ဘလို့မှပြန်မတွေ့ကြရတော့ဘူးပေါ့နော် ်ဒီလိုလဲကြိုတွေးလို့တော့မရဘူးထင်တယ်ပိုင်ကနေုံကိုသိမ့်ချစ်တာဆိုတော့ဘာပဲဖြစ်ဖြစ်ဘယ်တော့မှဇွဲလျှော်မှာမဟုတ်ဘူးသူထင်တာဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တယ်ကျွန်တော်စာနေနေရေးပေးလိုက်ချင်တယ်သွန်းနှင်းအစဉ်ပြေရင်ပေးပေးနိုင်မလားသွန်းနှင်းကိုအကူညီတောင်းရမှာအားနာပေမဲ့တယောက်တည်းအထီးကျန်ပြီးစိတ်ညစ်နေရမယ့်ချစ်သူလေးအဖြစ်ကိုသနာတယ်။ကိုကိုပိုင်က အရင်ဆွဲလန်းခဲ့ရလို့ပိုင်ချက်ကကိုထက်ပူပါတယ်။ဆိုရာလေးကိုကြားရောင်ရင် ိုင်ကိုအားပေးခြင်းစိတ်ဖြစ်လာသည်ချစ်သူလေးရဲ့လက်ဆောင်အဖြစ်ပေးထားတဲ့ရွှေရောင်ရင့်ရင့်ဘောပင်လေးကို ထုတ်လိုက်တော့ရွှေရောင်က တမိုးရှိတဲ့ချစ်ချင်းနဲ့ကို ပိုင်ပေးတဲ့ရွှေရောင်ဘောပင်လေးကရင်လို့ပိုင်ရဲ့ချစ်ချင်းကတမိုးရှိတယ်သစ္စာကြီးရယ်ခိုင်မြဲတယ်ဒါကြောင့်ကိုလဲပိုင်ကိုဘယ်တော့မှသစ္စာမဖောက်ရဘူးရွှေရောင်လိုပဲတမိုးထားရမယ်နော် ပိုင်ရဲ့ရည်တန်လေးကိုကြားရောင်ပြန်ဤ ိုးပွားရဲ့နေရာတိုင်းမှာချစ်သူလေးရဲ့အရေးကလွှမ်းမိုးနိုင်လွန်း၏ကိုယ့်ရဲ့အပြန်လန်းကိုလမ်းမကျဲကြီးပေါ်မှာပြန့်ကျဲသောမိုးရေဇက်တို့ကစီးကျူလို့နေသည်မိုးရေတဲ့တယောက်ထဲလမ်းလျှောက်ရင်အရာရာကမှုံမိုင်းသွားပြီလားခေါင်းကိုခါရမ်းလိုက်တော့ကိုမျက်ဝန်းကမျက်ရည်တချို့လွင့်စင်သွားတော့မှကိုဘွားမှာမိန်ကလေးတယောက်အတွက်ပထမဆုံးကြားရတဲ့မျက်ရည်ကမိုးရည်ထဲမှာမျောလွင့်သွား၏ ပိုင်ပိုင်လေးနေကောင်းသွားပြီလားတိတ်စိတ်ညစ်ခံမနေနဲ့နေမကောင်းသေးရင်ကောင်းအောင်နေနော်ဘာမှတွေးမနေနဲ့ဖြစ်သည်မကိုကိုပြောဘူးသလိုရင်ဆိုင်တက်ရမယ်နော်ကိုတို့ဝေးနေရပေမဲ့ကို့အချစ်တွေကပိုင်အတွက်ပဲကျော်လည်းမသွားဘူးကိုတို့နှစ်ယောက်တိတ်ချစ်ကြရင်တနေ့ကျပြန်ဆောင်ရမှာပေါ့စိတ်ညစ်စရာတွေရင်ဆိုင်ရရင်ကို့ကိုသတိရနေလိုက်နော်ပိုင်ကိုသတိရတယ်ပိုင်ကိုအရန်လွမ်းနေစက္ကန့်နဲ့အမျှပါပဲမနဲ့မိုးလင်းအိယာကနိုးလာတာနဲ့ ပိုင်ကိုအရင်ဆုံးသတိရတယ်။မိုးရွာတဲ့နေ့တွေဆို ကိုတနေ့လုံးပိုင်ကိုသတိရတဲ့စိတ်နဲ့နေလို့မရခဲ့ဘူး။ပိုင်ဖြစ်ချင်တာတွေကိုပြောပါ။အကုန်ကိုတက်နိုင်သမျှလုပ်ပေးခြင်းနဲ့ကိုဒီစာကိုသွန်းနှင်းနဲ့တွေ့ပြီးပိုင်ချောင်းပြောပြနေတော့ခဏထိုင်ဆောင်ခိုင်းပြီးရေးပေးရလို့ဒီလောက်နဲ့ပဲရက်တော်မယ်နော်။နောက်မှအစင်တင်ရေးပြီးမုံမဖြစ်ဖြစ်သွန်းနေနေဖြစ်ဖြစ်ပိုက်စီမရောက်ရအောင်ပေးခိုင်းလိုက်မယ်ခုတော့ဒီလောက်ပါပဲ PS ကိုကြုံရင်ကြုံတယ်လို့အချိန်တိုင်းပိုင်စီဖုံးဆက်ဖို့ကြိုးစားမယ်။ပိုင်ဆောင်နေနော်။နေယုံ။နော်ပေါင်းများစွာနဲ့ပိုင်အတွက်ကိုရဲ့စာသွန်းင်းကစာကိုခိုးကြောင်ခိုးဝက်မတိမတာပေးရတယ်လို့ပိုင်လဲအားလုံးလစ်ချိန်ဖက်ရသည်။ဘာပဲဖြစ်ဖြစ်စိတ်ညစ်ညူးမှုများစွာနဲ့အားငယ်နေချိန်မှာကိုယ့်ရဲ့စာလီကပိုင်ကိုမျောလင်းချက်တွေနဲ့ရှင်သန်စေသည်။ပိုင်ဟာအစကတည်းကကိုယ့်ကိုချစ်ရရင်ဒီလိုပြဿနာမျိုးကြုံရမယ်ဆိုတာသိထားခဲ့ပြီးသားပဲ။ ပိုင်နောက်မဆုံးမဲ့အပြင်ရှေ့ဆက်တိုးဖို့ကြိုးစားရအောင်မယ်။ကိုကိုတွေ့ကျင်လို့တွေ့နိုင်အောင်ကြံစီရလိမ့်မယ်။သူနဲ့တမီးလဲတငယ်ချင်းစီနေ့တိုင်းလာကြည့်ရတာပင်မနေပြီ။မိမိအခန်းထဲဝင်လာသည်မို့ပိုင်ကစာကိုခေါင်းအောင်အောင်မတိမတာထိုးထည့်လိုက်ရသည်။ပိုင်ကိုစိုးရိမ်လို့ပါ။ပိုင်ကိုကြည့်ရတာအားမရဘူး။တမီးကပိုင်လောက်ရင်းနေတဲ့တငယ်ချင်းမရှိတော့ပိုင်ဒီလိုနေမကောင်းတော့တမီးလဲပြင်းတာပေါ့။ဒါကတော့တမီးရဲ့အခြေအနေကြောင့်ပေါ့။ ဟေ့ငါသမီးနေကောင်းသွားပြီလားဒီနေ့မျက်နှာလေးလန်းနေတယ်မိမိနောက်ဖေဖေကဝင်လိုက်လာ၏ဒီလိုပါပဲသွန်းနေရောက်နေရင်ပိုင်ခန်းကပုံမို့၍လူစီကားတက်သည်သမီးလေးပိုင်ဘာစားခြင်းလဲဘဲသွားလေခြင်းလဲဖေဖေစီစဉ်မေးမယ်ဘဲမမလဲခြင်းမူဖေဖေမလဲခြင်းလို့မရဘူးသမီးပြော်သွားအောင်ဖေဖေစီစဉ်ထားတယ်အဲ့ဒါသမီးမေမေပြောပြပြီးပြီလားမပြောရသေးဘူးလေရှင်မဲမနက်ကမှပြောတာ ဖေဖေကရေရင်ပိုင်ခေါင်းလေးကို ပုတ်ကဖေဖေတို့အမေရိကသွားစရာရှိတယ်တလားလောက်သွားရမှာသမီးတို့တခါတည်းခေါ်သွားရမယ်ဖေဖေရဲ့မမေရဲ့သမီးပိုင်ရဲ့ဘလောက်ပျော်စရာကောင်းလဲဒုက္ခပါပဲဒါပိုင်ကိုကိုနဲ့ပိုဝေးသွားအောင်စီစဉ်ဖန်တီးထားခြင်းပဲပိုင်ဘလို့ဖြည့်ရှင်းရပါမလဲပိုင်ဖေဖေတို့ကိုလည်းမလိုက်ချင်တာမငင်းရဲဘူးပိုင်ကိုနဲ့ဆက်သွယ်ခြင်းလို့တမင်နေခဲ့တယ်ထင်မှာပိုင်ငိုခြင်းလာသည် ဒါပေမဲ့ကိုမှားထားသလိုကိုကိုသတိရနေလိုက်ပြီးကိုเจ้าတွေပဲစဉ်းစားနေလိုက်တော့သည်အဲ့ဒီတည်င်ကမှာပိုင်ဟာပိုင်ရဲ့လက်တော်အခြေအနေတွေကိုမေ့လျော့နေတတ်သည်ပိုင်ကျုပ်အိမ်ပြန်လိုက်အောင်မယ်ဘာမှကျင်လဲရှင်ဖက်ကျင်တဲ့စာအုပ်နားထောင်ကျင်တဲ့ CD VCD ရှိရင်ပြောလိုက်ပိုင်ကစာအုပ်နံမည်တချို့နဲ့ VCD တချို့ကိုရွတ်ပြလိုက်သည်သွန်းနှင်းပြန်သွားတော့ဖေဖေနဲ့မေမေကပိုင်အိတ်ရာဘေးမှာစကားတွေကြာကြီးထိုင်ပြောနေတာ ဖဖေးကုမ္ပဏီကဖုန်းလာမှပဲရက်တော့ဤ9ကို့စာလေးကိုပိုင်အခုထပ်ဖက်ခွင့်ရပြန်ပြီကို့လက်ရည်လေးတွေကိုမြင်ရပေမဲ့ကို့ကိုပိုင်အနားမှာမြင်ရတယ်လို့ပဲထင်နေတယ်ပိုင်တော့ယူပြီးကိုရဲ့ယူပြီးဆိုတဲ့စကားကိုသုံးပြီးခိုက်မှာပိုင်ဟာတကယ်ကကို့ရဲ့ယူပြီးလို့ဆိုဘူးတာလေးကို သွားတတိယသည်အဲ့ဒီတုန်းကကိုသွားတဲ့နေရာပိုင်လိုက်တာမဟုတ်ပဲပိုင်သွားခြင်းတဲ့နေရာကိုကိုအဖို့ခေါ်ခဲ့ခြင်းဖြစ်သည် မမီနေဒီကအဲ့ဒီတုန်းကကိုမွေးနေပိုင်မရမကမေးထားလို့တည်နေသည်ကိုကမေ့နေဤပိုင်က ကိုကိုလက်ဆောင်ဝယ်ပေးခြင်းလို့ဈေးကိုမရမကခေါ်လာခြင်းလည်းဖြစ်သည် ကိုဒီဘောပင်လေးအယောင်ကြိုက်လားပိုင်ကြိုက်ရင်ဝယ်ပေါ့ကိုကအယောင်လေးကိုတတ်တတ်မှတ်မှမကြိုက်တတ်တာဘာပဲဖြစ်ဖြစ်ရွှေအောင်လေးကလှတယ်ပိုင်ဝယ်လိုက်မယ်နော် ကိုကခေါင်းညိတ်စင်မှာပိုင်ကငွေချေပြီးဖြစ်နေသည်ပြီးလဲပြီးရောကိုကခြာကနေလှဲ့ထွက်သွားသည် ကိုကအမြဲဧည့်သည်လူဖြစ်တတ်သည်။ပိုင်သဘောကြတာတခုခုဝယ်ရင်တိတ်တမိုးကြီးသူလဲဝယ်မပေးနိုင်ဖြစ်တတ်လင်အလကားနေရင်စိတ်တူတက်ပြန်သည်။ပိုင်ကရှက်ပလာရှက်ပလာကိုနောက်အမိလိုက်စင်မှာပိုင်ကောင်လေးတယောက်နဲ့ဝင်တိုက်မိသည်။ Sorry မမဟာကျွန်တော်နဲ့တိုက်မိတာမမနှစ်ဖူးဤသွားပြီ။ကျွန်တော်မေးစီလဲဤသွားပြီ။အဲ့ဒီကောင်လေးကသဘောကောင်းစွာနောက်ပြောင်တာကိုပိုင်ရှင်မောလိုက်သည် ပိုင်ပိုင်ပိုင်ရဲ့ရှေ့မှာ တော်တော်လန်းလန်းမှရောက်နေတဲ့ကိုကအခုကျတော့ပိုင်ပေးမှချက်ချင်းဝင်ရက်တာကိုဒီမှာပိုင်သူများနဲ့ဝင်တိုက်မိပြီကိုနောက်မြန်မြန်လိုက်လာရတာကိုပိုင်ကနှစ်ဖူးကိုလက်ကင်ပွားနဲ့ပုတ်ရင်ကိုကိုမော့ကအပြစ်တင်ဤမမကျွန်တော်ကိုခွင့်ပြုပါအောင်နော်စိတ်လည်းမဆိုးပါနဲ့နော်အေးပါဟဲ့ရပါတယ်မတော်တဆပဲဟာပိုင်စကားတောင်မဆုံးသေးကိုကပိုင်လက်ကိုစောင့်ဆွဲကအဲ့ဒီကောင်လေးရှိကအမြန်ထွက်လာသည်ပိုင်မှာအပြေးတစ်ပိုင်းခြေလမ်းရတော့ကိုကိုအံ့ဩစွာ ကိုဘာဖြစ်တာလဲကိုမျက်နာခက်ဆူဆူကအခုတခါကျတော့ပုံမိုဆူပုံနေ ਈ ဘာဖြစ်လို့အဲ့ကောင်လေးကိုအကြာကြီးရက်ပြီးစကားပြောနေရတာလဲဖြစ်ရလေကိုတဝင်းတူနေတာပါလားပိုင်ရေလိုက်တော့ကိုမျက်မှောင်ကုတ်ကပိုင်နော်ကိုကိုမလောင်နဲ့ကိုကပိုင်ကိုဘယောက်ကြားလေးနဲ့မှစကားကြာကြီးမပြောစေချင်ဘူးကိုကမြ мян ကြီးရှေ့ရသွားတော့ပိုင်ကမိကျင်စောနဲ့လဲလိုက်ရောဒီလောက်လူရှုပ်ရှုပ်မှာပိုင်လဲသူများနဲ့ဝင်တိုက်မိရောပေါ့ ဝင်တိုက်တာကြအေးစကားပြောလာမိဟောင်းဆွေအောင်နေကြနေရပဲကိုကလည်းယူနေပြီပိုင်ကကိုကလွယ်ပြီးဘသူ့ကိုမှစိတ်ယူရင်ခဲ့တဲ့လူမှမဟုတ်တာဒါကိုနားလည်ဖို့တင်တယ်ပိုင်ကိုဒီလိုကြီးဟောက်နေတော့ပိုင်ရန်စိတ်ညစ်ပြီးငိုချင်လာပြီကိုအဲ့ဒီတော့မှစိတ်မကောင်းဖြစ်သွားသည်ပိုင်ကိုတွေ့ရလမ်းဘေးလက်ဖေးဆိုင်လေးထဲခေါ်ပြီးထိုင်ခိုင်းရင်းချော့ပါ၏ sorry ကွာကိုကပိုင်ကိုရမ်းချင်းပြီးတော့ကို့ထက်တခြားလူကိုချစ်သွားမှလဲဆိုတယ်ဟူးကိုတော့ယူပြီးထင်တယ် ဘာဖြစ်တယ်ယူးပြီဟုတ်လားကိုဟုတ်တယ်ကိုယူးပြီပိုင်ကိုချစ်တဲ့အတွက်စိုးရိမ်မှုကြောင်ကြမှုဥပံမှုတွေရှုပ်ထွေးပြီးယူးပြီကွတိလာကိုကပိုင်ငယ်ထိတ်လေးကို သူ့လက်ဖွားနဲ့အုတ်ကင်လှုပ်ရမ်းရင်းရည်သည် ပိုင်ပြန်တွေးမြင်ရောင်ရင်းပိုင်မျက်နှာလေးပြုံးသွားမိ၏အဲ့ဒီအချိန်မှာ ပိုင်အခန်းထဲနွားနိုးခွက်ကင်ရင် ဝင်လာတဲ့ကောင်မလေးကပိုင်ရဲ့ဖြစ်အင်ကိုမြင်ပြီးပိုင်ကိုအံ့ဩစွာခက်ကြောင်ကြောင်ရန်ငေးနေတော်သည် ခဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပြစေနော်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။